အားလုံးပဲမင်္ဂလာပါဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးပါเนาะဒီတရုတ်နိုင်ငံရဲ့ရွှေကစားကွက်အကြောင်းပါတော့ဒီကမ္ဘာငွေကြေးစနစ်ကိုတခါရဲနဲ့သူတို့ပြောင်းပြန်လှန်ပစ်နိုင်မယ်လှုပ်ရှားမှုကြီးတစ်ခုကိုတရုတ်ကဘယ်လိုမျိုးစီစဉ်နေလဲဆိုတာကိုကျွန်တော်တို့အတူတူကြည့်ကြည့်ကြရအောင်အဲ့တော့ဒီကစားကွက်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မေးခွန်းတစ်ခုအနေပြီးအောင်စာရမယ်ပေါ့နော်ကမ္ဘာဗဟိုဗန်တွေကဘာဖြစ်လို့ရွှေတွေကိုဒီလောက်တောင်မှအငမ်းမရဝယ်နေကြတာလဲတဲလွန်စားတွေကိုတစ်ခုချင်းစီလိုက်ကြည့်ရင်းနဲ့မှကျွန်တော်တို့အဖြေ ရှားကြည့်ကြမယ်။အဲ့တော့ပထမအဆုံးတက်တည်ထောက်ထားကတော့ရှင်းရှင်းလင်းလင်းပေါ့နော်။ကမ္ဘာပဟိုပန်းဒီအထူးသဖြင့်တရုတ်နိုင်ငံကဥဆောင်ပြီးတော့မှကျမတို့တစ်ခါမှမမြင်ဘူးတဲ့အရှိန်နဲ့ရွှေတွေကိုသူတို့ဝယ်စုနေကြတယ်။အဲ့တော့အဲ့ဒီဝယ်ယူမှုနှုန်းကပေါ့နော်ကြည့်လိုက်မယ်ဆိုရင်ဒီလွန်ခဲ့တဲ့မကြာသေးခင်နှစ်2020 3ကာလကနေစပြီးတော့မှဒိုင်းကနေထိုးတက်သွားတာကိုကျမတို့မြင်နိုင်တယ်။ဒါကသူတို့တာမန်ဈေးကွက်လှုပ်ရှားမှုတစ်ခုကတော့ဘလို့မှမဖြစ်နိုင်ဘူး။အဲ့တော့ ဒီရွှေတွေကိုဘာလို့အသေးအတန်ဝင်နေကြတာလဲဆိုတော့အကြောင်းရင်းကိုနားလည်ဖို့ဆိုလို့ရှိရင်တော့တို့ဒီ American Dollar အပေါ်မှာကဘာကထားတဲ့ယုံကြည်မှုကိုပြပြစေခဲ့တဲ့အဖြစ်အပျက်တစ်ခုစီကိုအရင်ဦးဆုံးပြန်သွားကြည့်ရမယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကတော့ဒီ2022ခုနှစ်မှာပေါ့နော် American ကဒီ Russia ရဲ့နိုင်ငံခြားအရန်ငွေဒေါ်လာဘီလီယံ300ကိုထိန်းချုပ်လိုက်တာနေပြီးတော့စတာ အဲ့ဒီလိုမျိုးလှုပ်လိုက်တဲ့လှုပ်ရက်ကကဘာပေါ်ကနိုင်ငံတွေကိုရှင်းလင်းပြတ်သားတဲ့သတင်းတစ်ခုပေးလိုက်သလိုဘာလဲဆိုလို့ရှင်တော့ကိုယ်နိုင်ငံရဲ့ဒီဒေါ်လာအရန်ငွေဆိုတာကတကယ်တော့ကိုကအပြည့်အဝမပိုင်ဘူးဆိုတာပဲပေါ့တော့ဒီတစ်ချက်ထဲနဲ့အမေရိကန်ရဲ့ဒေါ်လာအပေါ်မှာရှိတဲ့အလုံးစုံဘေးကင်းလုံခြုံမှုအပေါ်ဘူးနှစ်ပေါင်းများစွာကျွန်တော်ထားခဲ့တဲ့ယုံကြည်မှုကတခါတည်းပြိုကျသွားပြီးတော့မှမေကွန်းထုတ်စရာ ဖြစ်လာတယ်။အဲ့ဒီယုံကြည်မှုပြတ်သွားတာနဲ့ပဲချက်ချင်းပဲနောက်ကလာတဲ့အကျိုးဆက်ကနေပြီးတော့မှပေါ်လာတယ်။ကမ္ဘာနိုင်ငံတွေကအမေရိကန်ဒေါ်လာအပေါ်မှီခိုနေရတာကို short ချဖို့အတွက်ကိုသူစ조사လာကြတယ်။အဲ့ဒီရဲ့ရလက်ကတော့ကျွန်တော်တို့မြင်ရတဲ့အတိုင်းပဲကမ္ဘာအရန်ဝေကြီးမှာဒေါ်လာရဲ့ဝေစုကဒီဆယ်စုနှစ်တခုအတွင်းအနေဆုံးအဆင့်ကိုထိုးကြလာပြီးတော့မှရွှေနဲ့အစားထိုးဖို့ကြံနေကြတယ်။ ါမဲ့ဇလန်းကဒီလောက်နဲ့မပြီးဘူးရုပ်နိုင်ငံကရွှေကိုဝယ်နေတာကအရန်ငွေတစ်ခုတည်းအတွက်မဟုတ်ဘူးသူတို့ကဒီဒေါ်လာကိုအစားထိုးနိုင်မယ်အပြိုင်ဖြစ်မယ်ငွေကြေးစနစ်တစ်ခုကိုတိဆောက်ဖို့စူးစမ်းနေတာအဲ့ဒီအစီအစဉ်ရဲ့အဓိကအချက်ကပထမအဦးဆုံးဘယ်ရစလဲဆိုလို့ရှိရင် basal tree ဆိုတဲ့ဒီဘန်လုံငန်းစီးမြင်အစ်စ်အရာရွှေကိုကျမတို့က tier 1 access အနေနဲ့အစ်စ်ညှစ်လိုက်ပြီးဖြစ်တဲ့ကြောင့်မလို့သူ့ရဲ့တန်ဖိုးကတက်သွားတယ်အဲ့ဒါကဘာကိုဆိုလို့လဲဆိုလို့ရှိရင်အကြောအရင်ကဆိုဒီဘန်တွေကသူတို့မှာရွှေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီရွှေကတိုးလောင်ထားတဲ့ပစ္စည်းအနေနဲ့တန်ဖိုးရဲ့တဝက်ကိုပဲသူတို့ကပိုင်ဆိုင်မှုအနေနဲ့ထက်တွက်လို့ရတယ်ဒါပေမဲ့အခုဆိုလို့ရှိရင်တော့ဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်သူတို့မှာရွှေတန်ဖိုးဒေါ်လာ 1ဘီလီယံဘိုးရှိတယ်ဆိုလို့ရှိရင်စရင်းထဲမှာတရားရာခိုင်နှုန်းအဖြစ်1ဘီလီယံထည့်တွက်လို့ရသွားပြီအရင်ကဆိုရင်တန်900ပဲထည့်တွက်လို့ရတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီရွှေရဲ့အဆင့်အတန်းက လုံးဝကိုပြောင်းလဲသွားတယ်။အရင်တုန်းကဒီလိုအဆင့်အတန်းရှိတာကဘာပဲရှိရလဲဆိုဒီ American ရဲ့ banner တိုက်စာချုပ်မှာပဲဒီလိုအဆင့်အတန်းမျိုးရှိတာ။ဒီ tier 1ပြောင်းလိုက်တာကပထမအဆုံးခြေလှမ်းတစ်ခုပဲရှိသေးတယ်။သူတို့ရဲ့အဆုံးဆုံး banner ကဘာလဲ။တကယ် game changer ကတော့ဘာလဲဆိုလို့ရှိရင်ဒီရွှေကို HQLA အဖြစ်သတ်မှတ်နိုင်ဖို့ပေါ့။သူက HQLA ဆိုတာဘာလဲဆိုတော့ high quality liquid access ပေါ့။အရေးအသွေးညှင့်ပြီးရောမှာ ချက်ချင်းကိုမှငွေဖော်လွယ်နိုင်တဲ့ပိုင်ဆိုင်မှုကိုပြောတာကမ္ဘာဗန္ဒာရေးစနစ်ရဲ့အသက်သွေးကြော်လည်းဖြစ်တယ်လက်ရှိမှာတော့ဒီ American ရဲ့ဗန္ဒာတိုက်စာချုပ်တွေကပဲဒီ HQLA နေရာကိုအပိုင်စာရထားတာရထားတဲ့အတွက်ကြောင့်မို့လို့လဲဒီဒေါ်လာရဲ့အာဏာရင်းမြစ်တစ်ခုအနေနဲ့အခုထက်တီးတည်တတ်နေရတယ်အဲ့ဒီ HQLA အဆင့်ကိုရောက်ဖို့အတွက်ကိုတရုတ်နိုင်ငံကပြဿနာကြီး၃ခုကိုအဓိကထားပြီးတော့မှသူတို့ဖြေရှင်းတယ်။သူတို့ရဲ့ဖြေရှင်းနည်းကတော့ Gold Corridor လို့ခေါ်တဲ့ အစီအစဉ်အဲ့တော့အဲ့ဒီ go corridor ကယုံကြည်မှုပြဿနာကိုဘလို့ဖြေရှင်းလဲဆိုပြီးရင်ဒါကြတော့သူအဆင့်30နဲ့ခွဲပြီးတော့မှဖြေရှင်းတယ်နံပါတ်1ကကြတော့ဘာလဲဆိုလို့ရှိရင်သူတို့ရဲ့ brick နိုင်ငံတွေမှာချွေတိုးလုံးယုံတွေကို နေရာခွဲပြီးတော့မှထားလိုက်တယ်တကယ် physical နေရာတွေပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်ကကြတော့ဘ ਹੁ ချုပ်ကင်မှုလုံးဝမရှိအောင်နိုင်ငံတနိုင်ငံနဲ့ရဲ့ချုပ်ကင်မှုမရှိအောင်ပြီးနံပါတ်2ကကြတော့ဘာလုပ်လိုက်လဲဆိုဒီရွှေတုံးတိုင်းကိုရှန်ဟိုင်းရဲ့ SGE center မှာမှတ်တမ်းတင်ပြီးတော့မှချိတ်ဆက်ထားလိုက်တယ်ပြောရရင်တော့ block chain လို့ပဲနံပါတ်3ကကြတော့ဘာလဲဆိုလို့ရှင်ကကြတော့သူကနိုင်ငံတွေကသူတို့ကဒီရွှေကိုဝယ်ထားလိုက်ပြီဆိုလို့ရှင်သူတို့ပိုင်တဲ့ရွှေတွေကိုကိုယ်တိုင်လာကြည့်လို့ရတယ် ဒီနေရာတွေမှာကိုယ်တိုင်လာကြည့်လို့ရတယ်ထိပြီးတော့မှစစ်ဆေးလို့ရတယ်အဲ့တော့ဘသူတူတူယောက်ကမှထိမ့်ချုပ်လို့မရနိုင်ねလူတိုင်းလာပြီးတော့မှစစ်ဆေးနိုင်တဲ့ရွှေကွန်ရက်ကြီးတစ်ခုကိုတိဆောက်ဖို့အတွက်ကို ပြင်နေကြတယ်အဲ့တော့နောက်ထပ်သူတို့ဖြေရှင်းရမယ့်ပြဿနာတစ်ခုကကြာချွေဆိုတာကအတက်အကျရှိရယ်ပေါ့နော်နေ့စဉ်နဲ့အမြအပြောင်းလဲရှိတယ်အဲ့တော့အဲ့ဒီဈေးနှုန်းမတည်ငြိမ်မှုပြဿနာကိုဖြေရှင်းဖို့လိုတယ်ခုန HQLA ဆိုတဲ့အဆင့်ကိုရောက်ဖို့ဆိုလို့ရှိရင်အဲ့တော့အဲ့တော့ကိုဖြေရှင်းဖို့အတွက်ကတော်တော်ဘာလုပ်လိုက်လဲဆိုလို့ရှိရင်နေ့စဉ်ဈေးနှုန်းကိုမသုံးဘဲနဲ့ရက်တရရဲ့ပြန်မြပေါ့နော်ပြော moving average ရွေလျားဈေးနှုန်းကိုအခြေခံပြီးတော့မှရွှေတန်ဖိုးကိုတတ်မှတ်လိုက်တယ်အရှေ့ရပြောခဲ့တဲ့အချက်အလက်တွေအားလုံးကိုဆက်ဆက်လိုက်မယ်ဆိုလို့ရှိရင်ကကြတော့ဒီကစားကွက်ရဲ့ပုံစံကဘာပေါ်လာလဲ ဆိုလို့ရှိရင်ဒီစနစ်ကြီးကလက်တွေ့မှာဘလို့အလုံးလုံးပါလဲပေါ့ဥပမာနိုင်ငံတနိုင်ငံကသူတို့ရဲ့ရွှေကိုဒီ gold corridor ထဲမှာအပ်လိုက်တယ်အဲ့ဒီအချိန်မှာဒီ brick ban တွေရပါတော့အဲ့ဒီရွှေကိုအပေါင်ထားပြီးတော့မှသူတို့ကိုယွမ်ငွေတွေချီးပေးလိုက်တယ်အဲ့တော့အဲ့ဒီနိုင်ငံကအဲ့ဒီယွမ်ငွေနဲ့ကိုယ်နိုင်ငံမှာလိုအပ်တဲ့အခြေခံအဆောက်အုံတွေတိစောက်လို့ရတယ်အထူးသဖြင့်ပြောရမယ်ဆိုတော့ကျမတို့လိုဒီအာရှဘက်ကရောပြီးရင်အာဖရိကပေါ့ဒီတရုတ်နဲ့တရုတ်ကိုမျှခိုနေရတဲ့သူတွေပေါ့နော် အရေးကြီးတာကတော့ဘာလဲဆိုဒီဖြစ်စဉ်တစ်ခုလုံးမှာကျွန်တော်တို့ IMF လည်းဝင်မပါလိုက်ရဘူး American Dollar လည်းလုံးဝပါဝင်ပတ်သက်စရာမလိုတော့ဘဲနဲ့ဒီ system ကြီးတစ်ခုတောင်မှ American မပါဘဲနဲ့လဲပတ်လို့ရသွားတာဒါကပြောရရင်တော့ကျွန်တော်တို့ငွေကြေးလောကသစ်ရဲ့ညင်ခွင်းတစ်ခုပေါ့နော်အပြိုင်စနစ်တစ်ခုကိုတို့ကတိဆောက်နေတာအဲ့တော့ဒီငွေကြေးလောကမှာကျွန်တော်တို့အပြိုင်စနစ်နှစ်ခုဖြစ်သွားမယ်တစ်ဖက်ကကြတော့ဒီ brick ရဲ့ gold corridor စနစ်တစ်ဖက်ကကြတော့ကျွန်တော်တို့ဒီ US ရဲ့အရင်လိုပဲ ခြေခံနဲ့စနစ်ဒါပေမဲ့ US မှာဘယ်လိုမျိုးအရာတွေပိုင်ဆိုင်ထားလဲဆိုလို့နောက်ဆုံးပေါ်နီးပညာတွေအဲ့ဒီ company တွေအဲ့ဒီအရာတွေအကြဒါ US ရဲ့အပိုင်တွေပေါ့နော်အဲ့တော့အဲ့ဒီအပိုင်နီးပညာပေါ်မှာယုံကြည်မှုကိုဘယ်လိုမျိုးအပြန်အလှန်အပြိုင်အဆိုင်တိစောက်ကြမလဲဆိုတာကတော့ဒါမေးခွန်းထုတ်စရာပေါ့အခုလိုမျိုးတရုတ်ရဲ့ တိဆောက်နေတဲ့ရွှေပေါ်မှာမူတည်ပြီးတော့မှတိဆောက်နေတဲ့စနစ်တစ်ခုကြောင့်ဖြစ်လာနိုင်တဲ့အရာကဘာလဲဆိုလို့ရှိရင်ဒီကပ္ပတန်နာရေးအဖွဲ့အစည်းတွေကသူတို့ရဲ့ရွှေပိုင်ဆိုင်မှုပမာဏကိုအခုပြောခဲ့တယ်ပေါ့နော်စနစ်အစ်စ်ပဲသူတို့ရဲ့ရွှေပိုင်ဆိုင်မှုတွေကိုတိုးမြင့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒေါ်လာ1 trillion ဆိုတဲ့ပမာဏလောက်ရှိတဲ့ရွှေဝယ်လိုအားအစ်စ်တစ်ခုဖြစ်ပေါ်လာနိုင်တယ်အဲ့ဒီတော့ဘာဖြစ်လာမလဲဆိုရင် ရွှေရအကန့်အသတ်နဲ့ပဲရှိတယ်ထပ်ထုတ်လို့မရဘူးဒါပေမဲ့ဒမန်းကတအားကိုမြင့်တက်သွားတဲ့အချိန်မှာဒီရွှေရဲ့တန်ဖိုးဘလို့ဖြစ်လာမလဲဆိုတာကတော့ကျမတို့အခုတောင်မှတိတိကျကျမြင်နေရပြီသိနေရပြီပေါ့နော်အဲ့တော့ဒီဓမန်းမြင့်တက်လာတဲ့အတွက်ကြောင့်မို့လို့ဈေးပဲလိုက်တက်မလားဒါမှမဟုတ်ဒီရွှေရဲ့တန်ဖိုးကိုနောက်နှစ်တည်းမှာတိတိတတပြန်ပြီးတော့များတတ်မှတ်မလားဆိုတာကတော့မေးခွန်းထုတ်စရာဖြစ်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒါကတော့စဉ်းစားစရာမေးခွန်းတစ်ခုအနေနဲ့အဆုံးသတ်ချင်ပါတယ်အဲ့တော့အားလုံးပဲ ဒီနေ့ဒီအကြောင်းအရာကိုအတူတူလေ့လာခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်နိုင်ကြပါစေရှင်။